ရှိခဲ့တို့ရောင်းနိုင်အောင်ပံ့ပိုးခဲ့တဲ့ကျေးဇူးရှင်လေးစီကိုရှောက်သွားကကျေးဇူးဆက်ခဲ့တဲ့ရေခဲကျောင်းတဲ့ကိုဆိုင်စော်ကိုဆိုင်စော်ကတော့ငလင်ပေးမှာရေခဲကျောင်းတို့တွေကိုမရှိရှိတဲ့ကြားထဲကနေအလူပေးတာကြောင့်တမဲကြီးလာခဲ့တာပါချိုးတဲ့သူဖြစ်ပေမယ့်စေတနာရင်းခံကောင်းတဲ့အတွက်လည်းစေတနာကအကျိုးပေးသွားခဲ့တာဖြစ်ပါတယ်ကိုဆိုင်စော်ကဘဝလေးနာတဲ့သူတယောက်ပါတကောင်ချက်ဘဝနေဖြတ်သန်းနေရသလိုငငယ်လေးကခေါ်စရာဖီရဲ့မီရဲ့လို့လည်းမရှိခဲ့ပါတကောင်ချက်ဘဝနေဖြတ်သန်းခဲ့ရက ဇန်နာလာတဲ့ကိုရှိုင်းစော်ရဲဘဝကိုသိလိုက်ရချိန်မှာလူတွေကပို့ပြီးတော့ကုညင်ကြလာကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေကိုရှိုင်းစော်ကိုတနာတဲ့သူတွေကလောအပ်တာတွေလူတန်းပေးကြပါတယ်။ဒီလိုလူတန်းပေးကြတဲ့သူတွေညာလာအောင်ပံ့ပိုးပေးသူတွေရှိပါတယ်။ကိုရှိုင်းတော်ကဘသူမှမလူသေးတဲ့ချိန်မှာကိုနိုင်ဆိုတဲ့ဦးလေးတယောက်ကအရင်ဆုံးလုပ်ပေးခဲ့တာပါ။ကိုရှိုင်းစော်ကရေခဲကြောင်ရောက်ကတက်မွေးနေတာဖြစ်တဲ့အတွက်ရေခဲကြောင်ရောက်လို့ရအောင်ရေခဲဆက်လေးလုပ်ပေးခဲ့တာပါ။ အရှင်တော့ကဆိုရင်အရှင်ဒီလည်းမများတဲ့ကိုရှိုင်းစုံဟာသူမျိုးစီမှာရေခဲကြောင်းတို့တွေပြန်ယူကဈေးရောက်နေရတာပါဒါကြောင့်မလို့လေကိုနိုင်ကရေခဲဆက်လေးကိုလုပ်ပေးခဲ့တာပါ ကြပြီးကိုရှိုင်းစော်ကိုလူချင်းနေလူရှင်းနေနဲ့လဲဆက်သွယ်ပေးခဲ့ပါရီကိုနိုင်ကြောင့်မလို့ကိုရှိုင်းစော်မှာအလူရှင်းနေများကြီးလဲရရှိသွားပါရီဒါကြောင့်မလို့ကိုရှိုင်းစော်ကကျေးဇူးရှင်ပေါ်မှာတိတ်ဆူတိတဲ့စွာနဲ့ကရဝါပြုခဲ့တာပါကိုနိုင်ကရန်ကုန်မှာနေထိုင်တာဖြစ်လို့ကိုရှိုင်းစော်နဲ့လဲဒတိုင်းစီဖြစ်နေပါရီကိုရှိုင်းစော်ကစကိုင်းကနေရန်ကုန်ခဏလာတဲ့အချိန်မှာကျေးဇူးရှင်ဖြစ်တဲ့ကိုနိုင်ကိုအရောက်သွားခါကတော့ခဲ့တာပါမန်နေမျိုးကထုံမုံတွေနဲ့စားစရာတွေတော့ဝေကကိုနိုင်အိမ်ကိုရှောက်သွားခဲ့ပါရီ ဒါပြင်သူ့ဘော်မှာဖေးမကကုညီဆောက်ရှောက်ပေးရတဲ့အတွက်ကြောခဲ့သေးတာပါကိုရှိုင်းစော်ဘက်ကနေခုလိုကျေးဇူးတည်တဲ့တဲ့အတွက်လေးကိုနိုင်ကဝမ်းသာပေးနေတာပါကိုရှိုင်းစော်ဟာရိုးသားတဲ့သူတယောက်ဖြစ်တယ်လို့ကျေးဇူးရှိရင်လေကျေးဇူးကိုပြေဝတည်တဲ့သူတယောက်ဖြစ်ပါတယ်ကိုနိုင်ကတော့ကိုရှိုင်းစော်ကိုလမ်းမမြတ်အောင်ထင်ကြောင်းပေးပါတယ်ဆိုရှယ်မီဒီယာပေါ်မှာအောင်မြင်လာပြီဆိုရင်တိုက်ခိုက်ကြတဲ့သူတွေကလည်းများပါတယ်စကားတစ်ခုချင်းပြုမှုတစ်ခုချင်းကိုလိုက်ပြီးတော့ပြောဆိုတတ်တဲ့အတွက်ကိုနိုင်ကအမမရောက်အောင်ဘေးနားကနေထင်ကြောင်းပေးတာပါ ကိုရှိုင်းစော်ကတိတဲ့သူတွေရဲ့ပြောစကားကိုလည်းပြေဝလိုက်နာပါရီရိုသေးကလိုက်နာတဲ့တဲ့စင်တွေချောင်းလေးကိုရှိုင်းစော်ကိုအမြင်ရအောင်ဖိမကျင်သူတွေများကြတာပါကိုရှိုင်းစော်ကခုဆိုရင်တော့ကိုပိုင်ဆိုင်ကဲအစ်တစီလေးရရှိထားပါပြီ ရေခဲကြောင်ရောင်းခဲ့တဲ့ဆယ်နှစ်လောက်ဆိုင်ကယ်အသစ်တစည်းလိုခြင်းကြောင့်ကြိုးစားခဲ့ပေမယ့်တစည်းလောက်တောင်မှမဝင်နိုင်ခဲ့ပါအလွန်ရှင်နေလူပေးမှသာဆိုင်ကယ်အသစ်တစည်းကိုရရှိလိုက်တာဖြစ်ပါရည်ဒါကြောင့်မလို့ကိုရှိုင်းစောကအကောင်းဆုံးရည်တည်နိုင်အောင်ကြိုးစားသွားတော့မှာပါရေခဲတို့ရှောင်းနိုင်အောင်ပံ့ပိုးပေးခဲ့တဲ့ကျေးဇူးရှင်တွေစီကိုအရှောက်သွားကကျေးဇူးဆက်ခဲ့တဲ့ရေခဲကြောင်တဲ့ကိုရှိုင်းစောပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးထိချီးမွားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရည်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ ူးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေးကြပါနဲ့ဟုတ်ရှင်။အာဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးပို့သရင်းနေပြီ။ဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။အာဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်။